အားလုံးမင်္ဂလာပါဗျကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်ကလူတယောက်ရဲ့ဘဝကိုအောင်မြင်တိုးတက်ပြီးချမ်းသာစေနိုင်တဲ့နာမည်အကြောင်းလေးမျှောက်ပေးမှာဖြစ်ပါတယ်ဟုတ်ပါတယ်လူတယောက်ရဲ့နာမည်ကအဲ့ဒီလူအတွက်အရင်ကအရေးပါပါတယ်အဲ့တော့ဒီညာလေးရေးပါတာမို့ပေါ့ကုမ္ပဏီတွေဆိုင်နေအဲ့တော့ company ဆိုလို့ရှိရင်တချို့ကုမ္ပဏီနာမည်တွေအဲ့တော့သူနဲ့ကိုက်တဲ့နာမည်တွေမပေးမိတော့ဒေဝါလီလေးခံသွားရတယ် အဲ့တော့တချို့သောကွန်မြူနီဆိုလို့ရှိရင်လည်းပထမနာမည်ပေးတဲ့နောက်တော့သူနဲ့ကိုက်တဲ့နာမည်ပေးမိလိုက်တော့ဟွန်ဟွန်တောက်နာမည်ကျော်ပြီးတော့ကြီးပွားချမ်းသာသွားတယ်။အဲ့တော့ရာရာစုနဲ့ဆယ်စုနဲ့နှစ်များတိုင်အောင်ရက်တည်နိုင်တယ်။အဲတချို့ဆိုင်နဲ့အတူတူပဲတချို့ဆိုင်နဲ့ဆိုလို့ရှိရင်လည်းပထမနာမည်ပေးတာအဆင်မပြေလို့နောက်နာမည်တစ်ခုပေးလိုက်တာတော်တော်လေးအဆင်ပြေသွားတယ်။အဲတချို့ဆိုလို့ရှိရင်လည်းကိုယ့်ကိုယ်ဒီဒီနာမည်နဲ့ပေးနေအဆင်ပြေနေပြီးတော့နာမည်သွားပြောင်းလိုက်ကြမှထိုးကြသွားတာမျိုးအဲ့လိုမျိုးလေးလည်းဖြစ်တယ်။ အဲ့တော့ကျွန်တော်မိတ်ဆွေများလည်းအဲ့လိုပဲလူတယောက်ရဲ့နာမည်အဲ့တော့နာမည်ကအရင်ကအရေးပါတဲ့အရာတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ကြောင့်မို့ကျွန်တော်တို့အနုပညာရှင်တွေဆိုမိတ်ဆွေများတွေ့မှာပါအဲ့တော့ကျွန်တော်တို့ရဲ့ကိုကြီးကိုအားဇာနီဆိုလို့ရှိရင်သူရဲ့နာမည်အရင်ကဇာနီမျိုးညွတ်မဲ့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ကျွန်တော်ကျွန်တော်တို့အမြဲတမ်းအပြရတဲ့မိုးကိုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့သူ့နာမည်အရင်ကမမြင်ခိုင်ပါတော့အဲ့လိုသူတို့နာမည်နဲ့မတ်ပုံနေတဲ့နာမည်နဲ့ ပြန်းနဲ့မနေရတခြားစီဖြစ်နေအောင်လည်းမိတ်ဆွေများတွေ့မှာပါအဲ့လိုပဲသူရဲ့နာမည်မပုံနေတဲ့နာမည်နဲ့အခုအောင်မြင်ကြကြနေတဲ့နာမည်ကတခြားတခြားစီဖြစ်နေတာကိုလည်းမိတ်ဆွေများအားလုံးလက်တွေ့မြင်မှုကြမှာပါအဲ့လိုပဲကျွန်တော်တို့လည်းကျွန်တော်တို့လည်းအဲ့လိုပဲကျွန်တော်တို့ဘဝတွေတိုးတက်အောင်မြင်ဖို့အတွက်ကြီးပွားချမ်းသာဖို့ဆိုရဲနာမည်လေးတွေကျွန်တော်တို့စီမှာအပြောင်းလေးလေးလုပ်ဖို့လိုပါတယ်အပြောင်းလေးတွေဘယ်လိုလုပ်မလဲဟာလွယ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့တွေဘယ်ရားနဲ့စမ်းသပ်မလဲဘယ်ရားနဲ့စမ်းသပ်မလဲဆိုတော့ကျွန်တော်တို့တွေဘဝတစ်ခုအဲ ခက်မမြင်ကြီးပြောင်းလဲပြေးနိုင်ဖို့အတွက်အရင်ဆုံးကျွန်တော်တွေဟိုမှာဆိုင်နေဖွင့်တာတို့အဲကျွန်တော်တို့တွေလုပ်ငန်းတစ်တခုလုပ်တာတို့တော့မဟုတ်ဗျာအလုံးလက်တွေ့ဆန်းလို့ရတဲ့နေ့တခုကတော့ထီထိုးတာပဲဖြစ်ပါတယ်။ဥမာထီထိုးမယ်။ဥမာကဲဥမာဆိုကြပါဆိုကြောကြောကြောကြီးရထီထိုးတယ်။ကြောကြီးထီထိုးနေတာ9နှစ်လောက်ရှိပြီတခါမှမပတ်ဘူး။ဟုတ်ပြီ။အဲ့ဒါဆိုလို့ရှင်အဲ့တော့ကြောကြီးလို့အဲ့နာမည်မှာသူ့ထီကျွန်တော်ထီ ထိုးတဲ့ခါမျိုးမှာကျွန်တော်နာမည်ပေးရတယ်ဟုတ်အဲ့နာမည်ကိုကျွန်တော်တို့ကကြော်ကြီးလို့မပေးတော့ဘူးကျွန်တော်တွေကိုကြော်တို့ပေးလိုက်မယ်အဲဒါမှမဟုတ်လေကိုကြော်ကြော်ကြီးတို့အဲဥပမာမှာစပီပေါ့နော်အဲ့လိုနာမည်လေးပြောင်းပေးလိုက်မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ကျွန်တော်တွေပြန်ပြီးတော့ကြည့်ရတော့မယ်အာဒီနာမည်နဲ့အဆင်မြင့်ရဲ့လားတိုးတက်ပြီလား အဲ့ဒါတလို့ဆိုလို့ရှိရင်ဒီနှစ်မင်းနဲ့ပဲကျွန်တော်တို့လုပ်ငန်းတွေလုပ်တော့မှာပေါ့အဲ့လိုမျိုးတွေရှိတယ်အဲ့ဒါကကျွန်တော်ကိုယ်တိုင်လည်းလက်တွေ့ခံစားရတာပါပဲကျွန်တော်ကျွန်တော်ကိုယ်တိုင်လည်းလက်တွေ့နော်ကျွန်တော်ကိုယ်တိုင်လက်တွေ့ပါဒါကြောင့်ကျွန်တော်မိတ်ဆွေများလည်းအဲကျွန်တော်ပြောတဲ့ဟာလေးကိုလက်တွေ့ဆန်းသက်လို့ရပါတယ်ဟုတ်ပြီဒါဆိုဆန်းသက်မှုဆန်းသက်နေလေးကျွန်တော်တေချာလေးပြောပြပေးမယ်ဥပမာဥပမာဆိုကြပါစို့ကျွန်တော်ကျွန်တော်မိတ်ဆွေနာမည်က၃လုံးဖြစ်နေတယ်ဆိုရင်အဲ၃လုံးတိုင်းကိုကျွန်တော်တွေအဲ၃လုံးတိုင်းကို ပြောင်းမယ်ပြောင်းပြောင်းမယ်ဆိုတာကျွန်တော်တို့ပြောင်းမပြောင်းဒီမှာပြောပြောပြပြင်နော်ပြောင်းမယ်ဆိုရင်၃လုံးဖြစ်နေမိတ်ဆွေများ၄လုံး၅လုံးပြောင်းလိုက်မယ်၃မဟုတ်၅လုံးပြောင်းလိုက်မယ်အဲဥမာဥမာကျွန်တော်တို့ကြော်သူဆိုးစားပါတော့ကဲကြော်ကြော်သူဆိုးနာမည်၃လုံးအဲကြော်ကြော်သူဆိုးနာမည်၃လုံးဆိုလို့ရှိရင်အဲ၃လုံးကိုကျွန်တော်တို့က၃လုံးမဟုတ်ပဲ၄လုံးထပ်ထပ်မိလိုက်မယ် ။ဟိုမှာကြော်သူဆိုးမင်းတို့ကြော်သူဆိုးလင်းတို့အဲအဲ့လိုအဲ့လိုမျိုးပေါ့နော်လိန်လုံးပြအောင်ကိုယ့်ကိုထပ်ပြီးတော့အစင်ပြရနော်ကိုကျင်းနေတဲ့တလုံးထပ်ထည့်လိုက်မယ်။ထပ်ထည့်ပြီးတော့ကျွန်တော်တွေစမ်းမယ်။အဲ့လိုအဲ့လိုလိန်လုံးမဖြစ်ကျင်ဘူးဆိုလို့ရှိရင်လည်းတလုံးကိုနှလုံးနဲ့ပြအောင်ထပ်လို့ရတယ်။ဥမာကြော်ဥမာကြော်သူဆိုးနေပြီးကိုကြော်သူပဲဖြစ်ဖြစ်ဟောနော်ကျွန်တော်တွေကိုဆိုးပဲဖြစ်ဖြစ် ်အဲကိုသူဆိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးကိုကြိုက်နေတဲ့ရနှလုံးပဲနော်နှလုံးသုံးမဟုတ်လေးလုံးအဲ့တော့မိတ်ဆွေများမိတ်ဆွေများရဲ့နာမည်ကလေးလုံးဆိုလို့ရှိရင်လည်း၅လုံးသုံးမဟုတ်၃လုံးအဲ့တလုံးတိုးတလုံးလျှော့လုံးမယ်မိတ်ဆွေများနာမည်နှလုံးနဲ့ဆိုလို့ရှိရင်လည်း၃လုံးဖြစ်အောင်တလုံးတိုးမယ်သုံးမဟုတ်တလုံးပြန်လျှော့လိုက်မယ်အဲ့တော့တလုံးတိုးတလုံးလျှောက်လေးလုပ်ပေးမယ်ကိုယ့်ရဲ့နာမည်ကိုမိသည့်နာမည်ကိုမစုံတော့အဲ့တော့မျိုးတော်မျိုးသူမျိုးတူတူပါပဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင် ဲဒါဆိုရင်ကျွန်တော်တို့တွေတလုံးတိုးတလုံး short လုပ်ပြီးပြီးကျွန်တော်ကြိုက်နေတဲ့တဲ့နာမည်တစ်ခုရသွားပြီ okay ဘီအမျိုးသားအမျိုးသမီးအတူတူပဲเนาะအဲ့တော့ကျွန်တော်တွေဥပမာဆိုကြပါစို့ကျွန်တော်ရေတူစာခိုင်ဝင်းဟုတ်ပြီတူစာခိုင်ခိုင်ဝင်းခိုင်ဝင်းဆိုလို့ရှိရင်သူ့နာမည်က၄လုံးဖြစ်နေတယ်အဲ့တော့၅လုံးဖြစ်အောင်ပြောင်းမယ်ဗျာကျွန်တော်ကျွန်တော်တူစာခိုင်ဝင်းဦးတူစာခိုင်ဝင်းကျွန်တော်မောတို့အဲစပြီကိုယ့်ကိုတစ်လုံးထပ်ထည့်လိုက်အဲဆိုရင်၅လုံးဖြစ်သွားပြီဟာအဲ့လိုမဟုတ်တော့တစ်လုံးမထည့်ချင်တဲ့တစ်လုံးတစ်လုံးမထည့်ချင်တဲ့တစ်လုံး short လို့ရလဲ ဥမာတူစာခိုင်ဝင်ရနေပြီဥမာတူတူစာပြီတူစာပေါ့အဲ့လိုမနကျွန်တော်တွေကျွန်တော်တူတူခိုင်ပြီတူခိုင်ပေါ့အဲ့လိုမျိုးလေတလုံးတလုံးရှော့လေးလုတ်လိုက်မယ်ကဲဒါဆိုရင်ကျွန်တော် message အများကြီးနာမည်ကိုတလုံးတလုံးရှော့လို့လုတ်တက်ပြီးထင်ပါတယ်ဟုတ်ပြီလုတ်တက်ပြီဆိုလို့ရှိရင်အဲ့နာမည်ကိုကျွန်တော်တို့ကအတီးပြပြုတ်လိုက်မယ်အတီးအတီးပြုတ်အတီးပြုတ်ဆိုလို့ရှိရင်တော့ကျွန်တော်အဲ့လောက်ကိုကျွန်တော်တို့ကပင်တယ်လေးမှာစပြီးတော့ပြောင်းလဲရမယ်ဆိုတော့ကျွန်တော်တို့ကဟို အလူကံဖြတ်ပိုင်းတို့အလူဌာနတွေကိုသွားမယ်အမှ900လူလူ1000လူလူ2000လူလူအဲ့လူလက်အခါကျလို့ရှိရင်ကိုယ်နာမည်ပေးရတယ်အခုနကျွန်တော်တို့ပေးလိုက်တဲ့နာမည်ကိုကျွန်တော်တိုက်ပေးလိုက်ပါပြပြအဲ့ဖြတ်ပိုင်းလေးကိုပြန်ယူလာမယ်ယူလာပြီးတော့အဲ့ကတည်းထည့်ထားမယ်အ ਨੇ ဆုံးဖြတ်ပိုင်းက5ခုဖြစ်ရမယ်အနည်းဆုံးအခုလိုမျိုးကျွန်တော်နာမည်အသက်နဲ့အလူလူထတဲ့ဖြတ်ပိုင်းက၅ခုဖြစ်ရမယ်။ဟုတ်ပြီ။၅ခုဖြစ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဖေယံ၅စုကိုသွားမယ်။ ။ဥမာဖျံငါစုဆိုတာမတူတဲ့ဖျံဖျံဖျံငါစုပုံနော်။ဥမာရန်ကုန်မှာဆိုလို့ရှိရင်လည်းရေယုံမှာဖျားတွေအများကြီးပဲဖျားငါးစုပြအောင်သွားမယ်။အဲ့တော့မန်လေးမှာဆိုလည်းမန်လေးမှာကျွန်တော်တွေကောင်းမှုတော်တို့မဟာမြတ်မှုနီးတို့အဲကျွန်တော်ကြတော်ဖျားတို့အဲစပြီးကျွန်တော်တွေဒီဖဖျားနီးတို့ဟိုရွှေရွှေရွှေကြရဖျားတို့အဲကျွန်တော် အများကြီးပဲဖျားတွေမှာအဲ့လိုရန်ရန်ကုန်မှာလည်းလို့ပဲအများကြီးပဲ။ အဲ့လိုဖះရံကောက်သူပြောင်းသွားမယ်ဖះဖះရံကောက်သူပြောင်းသွားပြီးတော့အဲ့ဖះရတွေမှာကျွန်တော်တွေရေရေရေတက်စစ်သွားလုမယ်ရေတက်စစ်သွားလုပြီးတာ ਨੇ အဲဒါတော့ဟိုမောင်တတပိတော့မောင်ဘသူကနေပြီးတော့အဲကျွန်တော်တွေရေကုသူပြုတ်ပါလဲဆိုတာကိုလည်းပါဇက်ကနေပြောပြီးတော့ကုသူပြုတ်မယ်โอเคပြီးပြီဆိုလို့ရှိရင် နောက်ဆုံးလုပ်ရမယ်အဓိကချက်လာပြီအဓိကချက်က အဲ့ဖျံအဲ့ဖျံကားစုမှာခေါင်းခေါင်းလောင်းလေးရှိရမယ်အဲ့ခေါင်းလောင်းလေးမှာခုနကကျွန်တော်တို့လှူထားတဲ့ခုနလှူထားတဲ့အလူဖြတ်ပိုင်းငါးကောက်ရှိလိမ့်မယ်အဲ့ငါးကိုတိတ်လေးနဲ့အဲ့ခေါင်းလောင်းမှာကတ်တိတ်နဲ့ခေါင်းလောင်းမှာကတ်မယ်နော်တိတ်နဲ့ခေါင်းလောင်းမှာကတ်ပြီးတော့အဲ့ဒါကိုအဲ့ဒါကိုကျွန်တော်တို့ ကိုပြုတ်ကင်းမှာကိုသူအမြပေးပြီးတော့ဒုံဒုံဆိုပြီးတော့ငားချက် ကျွန်တော်တို့လည်းခေါလုံးငားချက်တီးပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရေဖျားတက်ဆူငားငားချက်ပေါ့နော်အဲ့တော့ဖျားဖျားငားဆူပြည့်အောင်ပေါ့နော်အဲဆိုရင်ငားငားလီ25ဆိုလို့ရှိရင်ခေါလုံးချက်ရည်လည်း25ချက်ရသွားမယ်အဲ့တော့ဖျားငားဆူမှာလည်းကျွန်တော်တို့တက်စစ်တက်စစ်ရည်တွေတက်ပေခဲ့တဲ့အဲ့နာမည်အသက်နဲ့ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တော့ပြီးပါပြီကျွန်တော်တို့ရေကျွန်တော်တို့နာမည်ကကျွန်တော်တို့ ဘယ်သူမှခေါ်စားမလို့ဘူးတက်မိသွားမှာဖြစ်ပါတယ်တက်မိပြီဆိုလို့ရှိရင်တော့အဲ့နံပါတ်နဲ့အလုပ်လုပ်လို့ရပါပြီအဲ့နံပါတ်နဲ့ကျွန်တော်တွေအလုပ်တွေရှောက်ကြည့်မယ်အဲ့နံပါတ်နဲ့ထီထိုးကြည့်မယ်အဲ့နံပါတ်နဲ့ကျွန်တော်တို့အလုပ်တွေတခုလုပ်ကြည့်မယ်အဆင်မပြေတဲ့အရာလေးအဲ့နံပါတ်နဲ့ပြောပြီးတော့လုပ်ကြည့်မယ်အဆင်ပြေလာတာကိုသွားတွေ့ရပါတယ်ဒါတော့ကျွန်တော်နံပါတ်တခုဘယ်လောက်ထိအရေးပါလဲဆိုတော့မိတ်ဆွေများကိုဒါအပြောင်းလဲလုပ်နေလေမြောက်ပေးလိုက်ပါတယ်နော် ဒါကျွန်တော်ကျွန်တော်တွေဘယ်ဘယ်နည်းနည်းနဲ့ဘယ်နည်းနည်းနဲ့စပြီးဘယ်နည်းနည်းနဲ့ပိတ်မယ်ဘာဘာညာတွေရတော့ကျွန်တော်တွေဒါကတော့တည်တံ့တက္ကနာပေါ့နော်အဒီနေ့မှာတော့တရားလေးမလို့သေးဘူးအရေးကြီးတာတစ်ခုကကျွန်တော်တို့တွေဒါဆန်းသက်တဲ့အနေနဲ့အဲ့တော့မိတ်ဆွေများတလုံးတိုးလို့မရလို့ရှင်နောက်တလုံးရှော့ပြီးရဆန်းအဲ့နှမျိုးပဲဆန်းမှာဘာမှထွေထူးဆန်းတာမလို့ဘူးနော်တလုံးတိုးပြီးဆန်းပြီးတော့နောက်ထပ်ဆင်မပြေသေးဘူးလားနောက်တလုံးရှော့ပြီးဆန်းမယ် နှစ်ခုတည်းတစ်ခုမဲ့စင်မဲ့တကြပေါ့အဆင်ပြေပါလိမ့်မယ်အဲ့လိုမျိုးလုပ်ပြီးတော့ထီထိုးကြည့်ပါဗျဒါအနည်းဆက်ဆုံးနဲ့ကျွန်တော်တွေကျွန်တော်တွေဖြစ်နိုင်ဆုံးပဲအဲ့တော့ကျွန်တော်တွေဒီဟာနဲ့ကျွန်တော်တွေထီထိုးကြည့်မယ်အဲ့ကျွန်တော်ပေးတဲ့နာမည်အစ်စ်အစ်စ်တစ်ခုနဲ့ထီထိုးမယ်နှလုံးလေးပါကြီးထိုးမယ်အာပြီးပြီးလို့ရှိရင်ကျွန်တော်တို့တွေဒီချဲလေးပါလေထိုးမယ်ပြီးတော့အလုပ်တွေပါလေရှောက်မယ်အဲဆိုင်နေပါလေဖွင့်မယ်အဲစပြီးပြန်တော့ကိုယ်ဆိုင်နာမည်ကိုလည်းအဲ့နာမည်အစ်စ်နဲ့ပေးမယ် ်အာဆိုင်ဘုတ်တွေပါလို့ရှင်အဲ့နာမည်အသက်နဲ့တင်လိုက်မယ်ဒါကကျွန်တော်ကကျွန်တော်မိတ်ဆွေများအခုလက်ရှိနာမည်နဲ့အဆင်မပြေပြောပြတာပေါ့နော်အခုလက်ရှိနာမည်နဲ့အဆင်မပြေဘူးဘာလို့လုပ်လဲခဲနေတယ်ခရစ်တဲ့ဘာမှတိုးတက်ပြောင်းလဲမှုမရှိသေးဘူးမအောင်မြင်သေးဘူးဆိုတော့မိတ်ဆွေများအတွက်ပေါ့နော်အဲ့လိုပဲဘယ်ဟာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေအခုအခုကျွန်တော်ကျွန်တော်မေးဆိုတာဒီပေါ့နော်ကျွန်တော်တွေဆိုင်ဆိုင်မှုနာမည်လေးဆိုင်နာမည်လေးဒါလည်းမမဟုတ်သေးဘူးဆိုတော့ကျွန်တော်တွေအခုမှကျွန်တော် Facebook နိုင်ပါတယ်အတူတူပဲ Facebook page တူတူပဲတချို့ Facebook page တွေဆိုလို့ရှိရင်လည်းအဲ့နာမည်ကြည့်လိုက်တဲ့နဲ့ဟာသူဘာရောက်တာကွာဆိုပြီးတမ်းပြီးတော့သူ့ပစ္စည်းကိုလိုချင်တယ်ဒါနာမည်တခုအတော့အရင်အရေးကြီးတယ်နော် Facebook မှာလည်း Facebook page ရဲ့နာမည်အရေးကြီးတယ် Facebook နိုင်တဲ့အရင်နာမည်အရေးကြီးတယ် YouTube channel တွေ TikTok တွေ Instagram တွေစပစ်ပေါ်တော့ကျွန်တော်တို့ Telegram တွေ platform တွေမှာလည်းအဲ့နာမည်နဲ့ပြန်သုံးကြည့် အဲတမုံထူးခြားစွာပဲအပြောင်းလဲလေဖြစ်လာလိမ့်မယ်အဲတချို့ဇယောင်းနဲ့ပေတွေဇယောင်းနဲ့အောက်တွေဆိုရင်ဈေးတွေပိုရောင်းလာလိမ့်မယ်အဲလိုမျိုးတွေထူးခြားသွားစေပါတယ်အဲ့တော့အနုပညာအနုပညာရှင်လောက်တဲ့လူတွေဟိုမှာဆိုတဲ့လူတွေကတဲ့လူတွေဆိုလို့ရှိရင်ပိုလို့တောင်အဲ့လိုမျိုးလှုပ်တင်သေးတယ်မဟုတ်ဒါကျွန်တော်ပြပြတာအဆင်မပြေပြပြတာနော်အဆင်ပြေတော့ဘာမှလှုပ်ဆံမလို့တော့ဘောပြနော် ကဲအစင်အစင်မပြေတဲ့မိတ်ဆွေများလှုပ်ကြည့်ပါဗျာကဲဘောကတစ်စချိုးအချိန်နဲ့တစ်ခုခုပြောင်းလဲသွားနိုင်ပါတယ်ဗျာကျွန်တော်ကိုယ်နဲ့လည်းပြောင်းလဲခဲ့လို့ပြောပြတာပါအဲ့လိုပဲပြောင်းလဲကျွန်တော် ဟိုတချို့တချို့ကျွန်တော်နဲ့နေတဲ့မိတ်ဆွေတို့ဆိုရင်တော့ကျွန်တော်လာပြီးပြောင်းခိုင်းတယ်အဲကျွန်တော်တော့သူတို့တရားလေးတရားလေးဆိုတက်တလုံးတိုးလိုက်သူ့ကိုတိုးပြီးတော့ပြောင်းခိုင်းလိုက်တယ်တချို့လူလည်းအာရှော့လိုက်ရှော့လိုက်ရှော့ပြီးတော့ကျွန်တော်ပြုတ်လိုက်တယ်အာတိုးလိုက်ရှော့လိုက်ကျွန်တော်တတခါလည်းပြုတ်လိုက်တယ်တချို့လည်းတော်တော်များများအဆင်ပြေသွားတဲ့မိတ်ဆွေတွေများတယ်ဒါကြောင့်မို့ကျွန်တော်တဆင့်ပြန်လည်းမြောက်ပရင်ဖြစ်ပါတယ်ဗျနာမည်တလုံးဘလောက်ကြီးရေးကြည့်တယ်ဆိုတာမိတ်ဆွေများလည်းသိမှာပါခင်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေအားလုံးလည်းခင်တိုးတဲ့အောင်မြင်ကြပါသည်ကြည်ပွားချမ်းသာကြပါသည်နာမည်ဂုံတရင်းနဲ့ကြော်စောကြပါသည်ဗျာ